ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ជួសុလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van ကသူ့ကိုကြော်ဖြတ်နိုင်မှာမဟုတ်ပါဘူးလို့ကြုံးလာတဲ့ American Fighter Brandon Rivera ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်ဒီနေ့နဲ့ Joshua Van ရဲ့ပွဲကိုကြည့်ရဖို့ဆယ်ရက်ပဲလိုတော့တာပါ Van က American Fighter Brandon Rivera နဲ့ရင်ဆိုင်ထိုးသက်သွားရမှာပါ Joshua Van နေနဲ့ပွဲထိုးပြီးလို့၃ပတ်ကျော်ကြာမှာပဲနောက်ထပ်တစ်ပွဲကိုလက်ခံထိုးသက်ရမှာဖြစ်ပါတယ် ။ Brandon Rivera လက်ရှိအချိန်မှာ ranking number 1ရဲ့နေရာမှာယက်တည်နေတဲ့ fighter ဖြစ်ပါတယ်။ Fan ကတော့နံပါတ်7နေရာမှာယက်တည်နေတာပါ။ Brandon Rivera ရဲ့အကြောင်းကိုအနည်းငယ်သုံးသပ်ကြည့်ကြပါလားခင်ဗျာ။ Brandon Rivera လက်ရှိမှာအသက်32နှစ်အရွယ်ရှိတဲ့ American Fighter ဖြစ်ပါတယ်။သူကအယံမြင့်ရ9ပေ6လက်မရှိတဲ့ Fighter တစ်ယောက်ဖြစ်ပါတယ်။ဒီအချက်အရ Joshua Van Der လေးလက်မပုံမြင့်နေတာတွေ့ရပါတယ်။ Brandon Rivera MMA record အပြင်24ပွဲထိုးသက်ထားပြီး ဆက်ခုနှစ်ပွဲနဲ့ခုနှစ်ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်ကဘာဒိုပရိုမိုးရှင်းကြီးဖြစ်တဲ့ UFC မှာတော့7ဘွဲ့ထူးတက်ထားပြီး9ဘွဲ့နဲ့3ဘွဲ့ရှုံးရလက်ကိုပိုင်ဆိုင်ထားတာပါ။သူကနာမည်ကြီးချန်ပီယံဟောင်း Brandon Moreno ကိုအနိုင်ပြထားနိုင်ခဲ့ပါတယ်။သူကတက်လူဖိုက်တာတွေကိုလည်းဖြုတ်ပြထားနိုင်ခဲ့တဲ့ဖိုက်တာဖြစ်ပါတယ်။နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာဆိုလေဂျပန်တက်လူဖိုက်တာတယောက်ကို Split Decision နဲ့ကိုနိုင်ပွဲယူပြထားတာပါ။သူကတက်လူဖိုက်တာတွေကိုလည်းဖြုတ်ပြထားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ UFC ကရှုံးခဲ့တဲ့၃ပွဲမှာဆိုရင်လက်ရှိချန်ပီယံပန်တိုဂျာကို၂ချိန်နဲ့ချန်ပီယံဟောင်းဘရန်နန်မိုရီနိုကို၁ချိန်ရှုံးနိုင်ထားတာတွေ့ရပါတယ်။ဒါကြောင့်သူကတက်လူဖိုက်တာတွေကိုပညာပေးနေတဲ့ဆရာကြီးတစ်စုလို့ကိုပြောရမှာပါ။ Brandon Rivera ကတော့ fan အသူကိုကြော်ဖြတ်ပြနိုင်မှာမဟုတ်တဲ့အကြောင်းအခုလိုမျိုးလေးကျေပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်လဲ fan ရဲ့ပြည်သက်တယောက်ပါပဲ။သူကလူငယ်ဆိုတော့ဒီဝိတ်တန်းမှာရင်ခုန်စရာအကောင်းဆုံး fighter လို့ဆိုရမှာပါ။ ဗမ်းမဲ့တစ်ခုရှိပါလေဒီချာတိန်လေးကကျွန်တော်ကိုကြော်ဖြတ်ပြနိုင်မှာမဟုတ်ပါဘူးလို့ American Fighter ကလေးကျဲပြောဆိုသွားခဲ့ပါတယ်အပြင် Brandon Rivera သူ့အနေနဲ့ Joshua Ben နဲ့ထိုးသက်ဖို့အစီအစဉ်မရှိခဲ့တဲ့အကြောင်းအခုလိုမျိုးထပ်မံပြစ်သက်တွေကိုပြောဆိုသွားခဲ့ပြန်ပါတယ်။မာနေကတ်နဲ့ပွဲပြတ်တော့ကျွန်တော်ကထိတ်တန်းကစားသမားတွေနဲ့ထိုးသက်ချင်တာပါ။ Fan နဲ့ထိုးဖို့စိတ်ကူးမရခဲ့ပါဘူး။ဒါကလည်း Fan ကိုမလေးစားလို့ပြောတာမဟုတ်ပါဘူး။ကျွန်တော်က Joshua Ben ကိုလေးစားပေးတာပါ။ကျွန်တော်ကသူ့ကိုအရင်သဘောကျပါတယ်။ ူရဲ့ထိုးသက်ပုံစတိုင်ကိုလည်းတကယ်ကိုနှစ်သက်မိတာပါစစ်သားချင်းကတော့မာနေကန်နဲ့ပွဲပြက်သွားတော့ကျွန်တော်အနေနဲ့မော်ရီနိုကိုမျိုးလုံးနဲ့ပြင်းမြင်လာတာပါဒါမှပြင်ဆင်ရင်က၃ဘတ်လောက်ပဲရှာပါလိမ့်ဒါကြောင့်ကျွန်တော်လည်းသူနဲ့မကစားချင်ပါဘူးငါးကြီးပွဲပုံစံမျိုးနဲ့ပဲသူနဲ့ကစားချင်တာပါ UFC ကစက်တင်ဘာလမှာဆို UFC နိုချီပွဲစဉ်ကိုမက္ဆီကိုလွတ်လပ်ရေးနေ့ပြိုင်ပွဲအတွက်ကျင်းပပြီးပြုလုပ်ပေးသွားမှာလေအဲ့ဒီပြိုင်ပွဲမှာကျွန်တော်ကမော်ရီနိုနဲ့ထပ်ပြီးစော်ကျင်တာပေါ့သူလည်းပြင်ဆင်နေအကောင်းဆုံးရမယ်စင်ကြီးပေးစရာမရှိအောင်ထိုးသက်ပြကျင်တာပါ ကျွန်တော်ကတကယ်ကိုထိတ်တန်းကစားသမားတွေနဲ့ပဲစော်ကြင်တာပါဖန်နဲ့မဟုတ်ပါဘူးဒီလိုပြောလို့ဖန်ကိုထိတ်တန်းမဟုတ်ဘူးလို့ပြောတာမဟုတ်ပါဘူးဖန်ကစွမ်းဆောင်ပြီးပြေးဝပြီးသားဖြစ်တဲ့လူငယ်ဖိုက်တာလေးတယောက်ပါဆိုပြီး Brandon Rivera ကပြောဆိုသွားခဲ့တာ ဖြစ်ပါတယ် Joshua Van တကယ်ကောင်းတဲ့ fighter ဖြစ်ပေမဲ့ဒီပွဲမှာတော့ရုံးကန်သွားရမယ်ဆိုပြီး Brandon Rivera ကအခုလိုမျိုးထပ်မံပြောဆိုသွားခဲ့ပြန်ပါတယ်။ Joshua Van ကြောင့်ပြောရရင်ချီးကျူးစရာတွေကအများကြီးပါပဲ။ဒါကြောင့်သူ့အခြေအနေကဘယ်လိုရှိနေမလဲဆိုတာကျွန်တော်အတော်ကိုစိတ်လှုပ်ရှားနေပါပြီ။ ူရင်ထိုးသက်ခဲ့တဲ့ပြိုင်ဘက်တွေနဲ့ကျွန်တော်ကြားမှာဘာရီကွာချမှုရှိမလဲဆိုတာသူ့ကိုမြင်စေချင်ပါတယ်။သူရင်ထိုးသက်ခဲ့တဲ့ပွဲတွေမှာသူကပဲအသာစီးနဲ့ထိုးသက်ပြခဲ့တာတွေခြေပါပဲ။ဒါမဲ့ကျွန်တော်ကသူ့ရဲ့အရင်ပြိုင်ဘက်တွေလို့မဟုတ်ပါဘူး။ခင်ဗျားတို့အားလုံးမျက်တော်မခတ်ပဲစောင့်ကြည့်နေကြပါလာမယ့်29ရက်နေ့မှာကျွန်တော်ဘလို့ပွဲတဲ့ပွဲကိုဖန်တီးပြသွားမလို့ဆိုတော့ခင်ဗျားတို့အားလုံးမြင်ရမှာပါဆိုပြီး Brandon Rivera ကပွဲချုပ်အင်တာဗျူးမှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ။ Brandon Rival ကတော့ fan ကိုလုံးဝ short ထွက်ထားဖို့မရပါဘူး။သူကလက်ရှိချိန်မှာလည်းအကောင်းဆုံးပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေပါတယ်။ပြည်သက်အားလုံးကလည်း fan အတွက်ရင်ခုန်နေကြပြီထင်ပါတယ်။ကျွန်တော်တို့မြန်မာ fighter လေးအနေနဲ့လက်ရှိမှာ training camp တွေကိုလည်းအကောင်းဆုံးလုပ်ဆောင်နေတာတွေ့ရပါတယ်။သူအနေနဲ့သူရဲ့ချင်းဖြစ်တဲ့4 on 5 club မှာပဲအကောင်းဆုံး training camp တွေလုပ်ဆောင်နေပါတယ်။ပရိသတ်တော်တော်များများကတော့ fan အနေနဲ့၃ဘက်ကျော်ကာလအတွင်းမှာ short notice နဲ့ဝင်ရောက်ထိုးသက်ပေးရမှာဖြစ်တဲ့ကြောင့်မလို့အနေနဲ့စိတ်ပူနေကြတာတွေ့ရပါတယ်။ တို့ပေမဲ့ကျွန်တော်တို့ချင်းဖိုင်တာလေးကမကြခဏသူ့ကိုစိတ်မပူဘူးခဏခဏထုတ်ပေါ်ပြောဆိုနေပါတယ်ဖန်ရဲ့ပြောဆိုပုံတွေကိုကြည့်ရတကယ်တကယ်ကိုအားရှိစရာကောင်းပါလေ။သူကဒီပွဲတွေတကယ်ကိုယုံကြည်ချက်အပြည့်အဝရှိနေတာပါ။နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာ Brazil Fighter Bruno Silva ကိုအနိုင်ပြပြီးတဲ့အချိန်မှာသူ့အနေနဲ့ထိတ်တန်း Fighter တွေနဲ့ထိုးသက်ခြင်းနဲ့ Slow ကိုစင်ခေါ်ခဲ့တာပါ။တကယ်ထိုးသက်ရတော့လေ Ranking Number 1နေရာမှာရှိနေတဲ့ Brandon Rivera ကြီးနဲ့ဆော်ရမှာပါ။ Brandon Rivera ကလည်းလုံးဝခေသူ Fighter မဟုတ်ပါဘူး။ ဒါကြောင့်မလို့ဒီပွဲကတကယ်ကိုကျန်းတဲ့ပွဲကျန်းတွေဖြစ်လာမယ်ဆိုတာအာမခံထားရပါတယ်။သိကြတဲ့တခုကဂျိုရှွာဗန်နီနဲ့လည်းအရင်ပွဲတွေလိုမျိုးသူ့အနေနဲ့အသာစီးယူပြီးကစားပြရဖို့ခက်ခဲမှာပါ။အဲကြောင့်လဲဆိုတော့တစ်ဖက်ပြိုင်မဲ့ဖြစ်တဲ့ fighter ကစွန်းဆောင်ရင်ကောင်းနေအများကြီးချပြထားတဲ့ fighter ဖြစ်ပါတယ်။တက်လူ fighter တွေကိုစာမေးပွဲစစ်ပေးနေတဲ့ fighter ကြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ Joshua Ben နေနဲ့ထင်သာလို့တော့အရင်ကြီးလွယ်ကူနေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ပြည်သက်အလုံးနဲ့ဒါကိုတည်ထားပြီးသားပါသို့ပေမဲ့အခြေအနေတွေက MMA ဖြစ်တဲ့အကြောင်းလို့ဘာမှဆိုဖြစ်သွားနိုင်တာပါအခက်မသိရင် van နေနဲ့လည်း TKO ရသွားနိုင်ပါတယ် Joshua van နေနဲ့ဒီပွဲမှာတော့ဒိုင်းဆုံးပြစ်တီသွားမယ်လို့ပြည်သက်တော်တော်များများကခံမဲနေကြပါတယ်တို့ပေမဲ့ fan ကလည်းသူကိုယ်တိုင်ဒီပွဲကိုရေကုန်ရေကန်းထိုးတက်ရမယ့်အကြောင်းအခုလိုထပ်မံပြောဆိုသွားခဲ့ပြန်ပါတယ် Brandon Rybe ကထိုးတက်ရတာလွယ်ကူမှာမဟုတ်ဘူးဆိုတာကျွန်တော်သိထားပြီးသားပါ ကိုအလဲထိုးပြဖို့ဆိုတာလည်းတကယ်ကိုလွယ်ကူနေမှာမဟုတ်ပါဘူး။လာမယ့်29ရက်နေ့ကျရင်ကျွန်တော်ကချန်တန်ခတ်ထန်လုံးနဲ့စစ်မြေပြင်ကြီးကိုခြိတိုက်ရတော့မှာပါ။ random wipe ကတကယ်ကိုကျင်းတဲ့ကောင်မတကယ်လဲစော်ပြနိုင်ပါတယ်ကျွန်တော်အနေနဲ့သူနဲ့ပွဲထိုးတက်ရမှာတကယ်ကိုရင်ခုန်မိပါတယ်ဒီပွဲကတကယ်ကိုကျင်းတဲ့ပွဲကျင်းတဲ့ပွဲဖြစ်လာမှာပါကျွန်တော်အနေနဲ့လည်းမိကုံရန်ကုန်ထိုးတက်ရမယ်ဆိုတာသိထားပေးတာပါ သုံးညအတွင်းမှာအဖြေပေါ်ခြင်းပေါ်ပိုင်းမဟုတ်ရင်လည်းဒိုင်ဆုံးပြတီသွားရမှာရှိပါမယ်။ဒါမဲ့သေးတာတစ်ခုကတော့လက်မြောက်တဲ့အချိန်မှာဒိုင်လက်မြောက်တဲ့ fighter ကကျွန်တော်ပဲဖြစ်နေမှာပါ။ပြိဿအလုံးစောင့်ကြည့်ပေးကြပါဦးဆိုပြီးချင်း fighter လေးကပွဲချုံ interview မှာပြောဆိုသွားခဲ့တာဖြစ်ပါလိမ့်။ fighter ညောင်လုံးကတော့အပြိုင်ဆိုင်လေးတိုက်နေပြီလို့ပဲဆိုရမှာပါ။ fighter ညောင်လုံးကကိုကိုကိုယုံကြည်ချက်တွေအပြည့်အဝရှိနေတာတွေ့ရပါတယ်။ Brandon Vibe ကလည်းသူ့အနေနဲ့အကောင်းဆုံး Joshua Van ကိုအမောက်သိပ်ပြမယ်လို့အကောင်းဆုံးအနိုင်ပြမယ်လို့ကြုံဝါထားတာပါ။ ကျွန်တော်တို့မြန်မာ fighter လေးကလည်းသူ့အနေနဲ့ number 1နေရာထိကိုရောက်ရှိလာပြီးနောက်ပွဲ champion လူဝဲမျိုးထိုးသက်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုယုံကြည်ချက်တွေရှိနေတာပါပြေးကြတာတခုကတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ဒီပွဲကတကယ်ကိုကျန်းတဲ့မိကုံရန်ကုန်ကျန်းမဲ့ပွဲကျန်းတဲ့ပွဲကိုစောင့်ကြည့်အားပေးကြရမှာပါ။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ဂျိုရှွာဘန်ကဘလို့အခင်းကြီးတဲ့ဆောင်လာမလဲဆိုတော့ရင်ခုန်သွားစောင့်ကြည့်အားပေးလိုက်ချာရအောင်ပါခင်ဗျာ။ပြည်သက်တွေအနေနဲ့ရောဘဲဖိုင်တာကအသာရသွားမယ်ထင်ပါတယ်လေ။ကျွန်တော်တို့ရဲ့မြမကုံဆောင်ဖိုင်တာလေးအနေနဲ့ ဘရန်နန်ရိုက်ဘက်ကိုအနိုင်ပြီး top 5စင်းဝင် fighter တို့ဖြစ်လာမလားဆိုတာဆက်လက်ဆောင်ကြည့်လိုက်ကြရအောင်ပါခင်ဗျာပြည်သက်တွေရဲ့ထင်မြင်စာချက်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်မနေ့ကတင်ဆက်ခဲ့ပြီးတဲ့အတိုင်းပဲ UFC 317ပြန်ပွဲ International Fight Week Gala မှာကျင်းပမှာဖြစ်ပါတယ် International Fight Week Gala ဆိုတာ UFC က fighter တွေနဲ့ပြည်သက်တွေကြားတွဲဆုံဆွေးနွေးခွင့်ရအောင်ပြုလုပ်ပေးတဲ့ gala တစ်ခုဖြစ်ပါတယ်။အဲဒီ gala မှာကျင်းပတဲ့ပွဲတွေအားလည်းတကယ်ကိုပွဲချမ်းတွေကိုပဲဖန်တီးပေးတာပါ။ ကျွန်တော်တို့မြန်မာဖိုင်တာလေးနေနဲ့ဒီပွဲမှာထိုးသက်ရမှာလေတကယ်ကိုဂုဏ်ယူစရာကောင်းပါလေဘလို့ခင်းင်းနေတက်ဆောင်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့် RP လိုက်ကြရအောင်ပါခင်ဗျာဖိုင်ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့လေနောက်ရက်ဒီမှာပွဲချုပ်အင်တာဗျူးကကြောင်းလာတွေကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒေသပါပဲ။ဒါမင်းတို့မှလည်း MMA လောကနဲ့အခစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကောင်းတွေအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးတယ် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာပြေရှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။